AA တို့ MNDAA တို့ TNL တို့ KIA တို့ဘာဖြစ်လို့စစ်နိုင်နေလဲမေးတယ်ဆိုလို့ရှိရင် နိုင်ငံသားက အဖွဲ့အစည်းတွေနဲ့ခက်ကင်းနေနေလို့ဒီတော့နိုင်ငံသားမှရှိတဲ့အဖွဲ့အစည်းတွေနဲ့ခက်ကင်းနေတဲ့အခါမှာဟာရခိုင်နေရလဲပြောကြတယ်ငါတို့တွေကပတ်စံထည့်ပြီးတော့လာလာစဉ်လာတိုင်းထည့်ပြီးတော့ငါတို့ရခိုင်အဖွဲ့အစည်းကပတ်စံလှူတာပဲ ။ဟာငါတို့ကချင်အဖွဲ့စည်းတွေကလည်းပတ်စံစုပြီးတော့ကချင်ကိုလှူတာပဲ။ငါတို့တအားအလုံးတိုင်းနိုင်ငံပကင်းကျွန်မရေတူရှင်နေမှာတက်ကြလာပါတယ်။ကျွန်တော်တို့ရှင်နေဟာဆိုရင်မြေဆိုမြေတလုံးနဲ့တက်တယ်။အတန်းတန်းကောင်းတွေကိုတန်းဆက်ပြနေတာပေါ့။ကျွန်မရေရှင်နေလည်းကိုလည်းဆက်ပြနေတယ်ပဲ။ဘိုက်ကနေကြာပြနေတာမျိုးဒီခေါင်းတွေမြေတွေတောင်းဆက်ရှင်ပါတယ်ခင်ဗျာ။ပလောင်တွေကလည်းပတ်စံဖွဲ့ဟိုလူတွေစုပြီးတော့လှူတာပဲကျွန်တော်ပြောချင်တာခမားတို့နိုင်ငံရေးရေချိန်မြင့်တဲ့လူတွေဟာ တည်တည်ချာချာသိတယ်တည်တည်ချာချာသိဖို့လဲလို့ခမရတို့ရခိုင်နေပတ်စံဘလောက်ပဲလှူးနေလှူးနေကချင်နေပတ်စံဘလောက်ပဲလှူးနေလှူးနေအဲ့ဒီလှူးနေတဲ့သူတွေဟာအဖွဲအစည်းရဲ့เนาะအတွင်းရေးတွေထပ်ပြောဦးမယ်เนาะအဖွဲစည်းရဲ့အတွင်းရေးတွေကိုမေ့ပြုတ်ပြီးတော့လှူးနေတာမဟုတ်ဘူး အဖွဲ့အစည်းတွေကလည်းငါတို့ကတော့ဟေးအမ်းမျိုးကြီးကို တိုက်မယ်မင်းတို့လှူပါအောင်ဆိုပြီးအလှခန်းနေတာမဟုတ်ဘူးဒီကြားထဲမှာဟိုကလားလိုလိုနွားလိုလိုကောင်းနေရှိသေးတယ်ပြောလိုက်လို့ရှိလို့ရှိရင်နိုင်ငံခြားရောက်နေတယ်လို့ဟိုရောက်နေတယ်ဒီရောက်နေတယ်မင်းတို့နိုင်ငံတကာမှာနေတဲ့ကောင်တွေမင်းတို့ကမင်းတို့အတီးဆုံးနော်အခုဖြစ်နေတဲ့ကိစ္စကကရင်မှာပြဿနာတွေပါဖြစ်လို့တက်လေ ျွန်တော်ပြောပြမယ်ကျွန်တော်တို့ KNU နဲ့88မျိုးဆက်အဖွဲ့အစည်းကခေါင်းဆောင်နေနေရရင်းနှီးကြဥပမာတစ်ခုကိုကျွန်တော်ပြောပြမယ်နော်နိုင်ငံတကာကအဖွဲ့အစည်းတွေနဲ့မပတ်သက်တဲ့အဖွဲ့တွေဘာဖြစ်လို့စစ်နိုင်နေလဲဆိုတာရယ်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းတဲ့သူတွေဘာဖြစ်လို့လုတ်သမျှအကောင့်ထဲမပေါ်တာလဲဆိုတဲ့ကိစ္စတွေဥပမာ KNU ဘက်မှာရှိနေတဲ့တိုက်ပွဲတွေရှိတယ်။လှူတဲ့သူတွေကလည်းအတွင်းရေးတွေကိုမေးတယ် အဲ့ဒီအပြင်မှာမှเนาะဇလန်းနေရဘာဖြစ်လဲဆိုတော့ဥပမာသူ့သေတနာလုတ်တဲ့လူတွေရှိတယ်သူ့သေတနာမလုတ်တဲ့လူတွေရှိတယ်နောက်ဆုံးကိုကုတ်ပြောလို့ရှိရင် NCA မှာလုတ်တဲ့လူတွေ ਨੇ ပုံကိုရေးခင်းနေကြပုံကိုရေးခင်းနေကြတဲ့လူကြတော့ဟိုစစ်တပ်ဘက်ကလည်းဘာတွေလုပ်နိုင်လဲဆိုတဲ့ဟာဒီဘက်ကိုပြောဒီဘက်ကလူတွေကလည်းဘာလုပ်မယ်ဆိုတော့ဟိုလူတွေကိုပြောနေကျွန်တော်တို့ရဲ့သတင်းတွေအချက်အလက်တွေစီမံကိန်းတွေအကုန်လုံးက ရန်သူရှီကိုရောက်သွား အခုအေးအေးဘာလုပ်မလဲဘသူမှမသိဘူး MNDA ဘာလုပ်မလဲဘသူမှမသိဘူးအဲ့ဒါဘာကိုပြောတာလဲဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်ဆံခြင်းမဆက်ဆံခြင်းဆိုတဲ့ကိစ္စဟာနော်တည်င်းရောက်ခြင်းမရောက်ခြင်းပေါ်မှာမူတည်တာဟာငါတို့ရခိုင်နေငါတို့အချင်းချင်းလှူနေတယ်ဟဲ့အောင်မင်းတို့ရခိုင်နေတကဘာလုံးကလှူနေလိုက်အေးအေးရဲ့စစ်စစ်ရဲ့အသုံးစရိတ်တရက်တရက်စာတော့မရှိဘူး စော်ကားတာမဟုတ်ဘူးအကျိုးအကြောင်းကိုပြောပြတာအခုရှိသမျှကချင်နေနိုင်ငံရခြားမှာရှိနေတဲ့ကချင်နေအကုန်စုပြီးလှူလိုက် KIA ရဲ့နော်ဒီစစ်စရိတ်တရက်စာတော့မရှိဘူးစစ်ပွဲတပွဲဖြစ်တဲ့ဆိုလို့ရှိရင်သိန်းရထောင်ကနန်းတောင်းကနန်းနဲ့သွားတာဒီအဖွဲ့အစည်းတွေကိုမင်းတို့မလှူလှူတဲ့လူတွေဟာကိုလှူတဲ့ကိစ္စဒီစစ်ပွဲနဲ့တက်ဆိုင်နဲ့မတက်ဆိုင်ဘူးစစ်ပွဲအောင်ရင်မအောင်ရင်အဲ့ဒီကိစ္စတွေကိုပြောနေတာစောက်ယူလို့လို့စောက်ဘောလို့လို့နဲ့ နိုင်ငံရချားကအဖွဲတွေနဲ့မဆက်ဆံတာမရှိတဲ့အဖွဲပြောလို့ရှိလို့ရှိရင်အလူငွေအကုန်လုံးကိုလက်ခံနေရတဲ့အဖွဲအစည်းတွေကြီးပဲနော်နောက်ဆုံးကုန်ကုန်ပြောလို့ရှိရင် အဖွဲအစည်းတွေက အလူမခံချင်တော့မှကိုလူမျိုးနော်ကို့အဖွဲအစည်းကိုကိုကူညီချင်တဲ့လူတွေပြည့်နေတယ်ဒါပေမဲ့ကူညီတာချင်းမတူဘူးကူညီတာချင်းမတူဘူးအခုအေအေကိုလှူတယ်ဆိုတဲ့လူတွေရှိတယ် အဲ့ဒီလူတွေအေးအေးဘာလုပ်မလဲဆိုတဲ့ဟာကိုမေးတဲ့လူမရှိဘူးငါတို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အောင်ယုံတယ်ငါတို့အေးအေးကိုယုံတယ်ငါတို့တအန်းပလောင်ကိုယုံတယ်ငါတို့ KIA ကိုယုံတယ်ကချင်းတွေလှူတဲ့လူတွေရှိတယ်ကချင်းလှူတဲ့လူတွေမှာပပတ်ဆက်ဆက်လှူတာလာစာအပြုတ်ခံပြီးတော့ပါလှူတာကျွန်တော်နဲ့ခင်တဲ့လူတွေအများကြီးရှိတယ်ဗိုလ်ချုပ်ကမောခမရတို့မနှက်ဖန်မြကြီးနာသိမ့်မလားဆိုပြီးဘယ်သူမှမမေးဘူးဒါပေမဲ့တောင်ပိုင်းဘက်မှာဖြစ်နေတဲ့ကိစ္စတွေရှိတယ် ောင်ပိုင်းမှာဖြစ်နေတယ်ဆိုတာ88မျိုးဆက်တွေထဲမှာခင်ဗျားတို့ဥပမာရှင်းရှင်းလင်းလင်းတစ်ခုပြောမယ်ဆိုလို့ရှိရင်တန်းလွင်ထုံးကိုကြည့် VOA ကသွားတဲ့တန်းလွင်ထုံးတန်းလွင်ထုံးဆိုတာခင်ဗျားတို့မသိရင်ထပ်ပြောအောင်မယ်ဝင်းမိုးအောင်တိုင်းဆိုပြီးတော့ဝင်းမိုးအောင်တိုင်းဆိုပြီးတော့ဒီចောင်းသားတက်မတော်ကြီးကိုစပြီးတီထောင်ဖို့เนาะចောင်းသားတက်မတော်ကြီးကိုတီထောင်ဖို့တာဝန်အပေးခံလိုက်ရတဲ့လူတွေဒီလူတွေကဘာဖြစ်လဲဆိုတော့ BBC မှာ ပြဿနာတက်တယ်ခရစ်စတိုဖာဂန်နက်တို့ တန်းလွင်ထုံးတို့ပြောလို့ရှိရင်အဲ့မှာတိတ်တိတ်ချာချာအတိအကျသိကျင်လို့ရှိရင်ရခိုင်တိုင်းရင်းသားဖြစ်တဲ့ဥကျော်ဇန္နာကိုပါမေးလို့ရတယ်ဥကျော်ဇန္နာတို့ဆိုတာတစ်ချိန်လုံးက BBC မှာနော်သတင်းတွေပေါက်ပြီးတော့ BBC ကနေပြုတ်တဲ့လူတွေပြုတ်အဖြုတ်ခံရတဲ့လူတွေဖြုတ်ပြီးတော့အမေရိကကိုရောက်သွားကြတာနောက်ဆုံးအခုတန်းလွင်ထုံးဗမာရှိနေလဲမေးကြည့်လိုက်စစ်တပ်နဲ့ပြန်ပေါင်းနေပြီမနေ့တနေ့ကစစ်တပ်နဲ့ပြန်ပေါင်းနေပြီ ဘာတွေသတင်းတွေထွက်လာပြီလဲမေးကြည့်လားအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့နိုင်ငံတကာမှာရှိတဲ့အဖွဲ့အစည်းတွေကသတင်းဌာနတွေနဲ့အဆက်ဆံလုပ်ရတယ်သတင်းဌာနတွေမှာရှိတဲ့လူတွေကပုံကိုရေးတွေခင်းနေတယ်ပုံကိုရေးတွေခင်းနေတဲ့အခါကျတော့ကိုလှုပ်တဲ့ဟာသူ့ကိုပြော तू ကလည်းဟိုလူကိုပြောဒီလူကိုပြောခမရတို့ကိုပြောပြမယ်ပါဇက်တစ်ပေါက်ကပိတ်လို့ရတယ်ထင်းနေလားပါဇက်တစ်ပေါက်ပိတ်လို့ရတယ်ထင်းနေလား ပစားတစ်ပေါက်ပိတ်လို့မရတော့ကိုလုံးမဲ့အချက်လက်တွေကရန်သူရှီကိုရောက်ရန်သူကလည်းလှုပ်ချင်တဲ့ဟာလှုပ်တဲ့ဟာကိုရှီရောက်ရန်သူရဲ့စီမံကိန်းကိုရှီရောက်လာလို့ကိုကရန်သူကိုနှိပ်ကုတ်လိုက်ရတာပြဿနာမရှိဘူးတော်လန်ရဲ့အဖွဲ့အစည်းတွေကနေပြီးတော့လုံးမဲ့အစီအစဉ်တွေရန်သူလက်ထဲရောက်သွားရင်ပြဿနာအကြီးအကျယ်ရှိအဲ့တော့စောက်ယူဖမ်းရတာလဲကောင်းတယ်လာလာပြီးတော့ပြောတဲ့လူတွေခမရတို့မေးကျင်တယ်ပြောကျင်တယ် ခမရတို့အကုန်လုံးကလည်းပညာရှင်ဖြစ်ဖြစ်သွားတယ်။တကယ်မင်းမဲ့မြန်းမဲ့လှုပ်ပြီးဟေးဆိုလို့ရှိရင်ပညာရှင်ဖြစ်ဖြစ်သွားတယ်။မင်းတို့ပြောချင်တာပြောလို့ရတယ်။ဘောပဲမမငါငါထမိန်မဲခြုံခြုံအမွှဲပဲနှုတ်နှုတ်ဘလို့ပဲနေနေဒီဆရာနာရှင်စနစ်ရှိနေသည်၍ဒီတိုင်းပြည်ဟာဘဝပြက်ကိုပြက်မယ်။ဒီနေ့တွင်ပဲနော်ဩစတြေးလျမှာရှိတဲ့တရားဟောဆရာတယောက်က စာဖို့လိုက်နယူးယောက်တိုင်းမှာဗမာပြည်ရဲ့စစ်ပွဲဖြစ်တာ၄နှစ်လောက်အတောအတွင်းမှာဗမာပြည်ထဲမှာရှိနေတဲ့ဆရာဝန်တွေတူနာပြုတွေဒီလူတွေတောင်မှပြည်ဒစာတွေဖြစ်ကုန်ပြီပြည်ဒစာအလုပ်တွေလှုပ်ရှားနေရတယ်ဆိုပြီးနယူးယောက်တိုင်းမှာသတင်းပါလာထပ်ပြောဦးမယ်နော်မင်းတို့တေးသေးချာချာအဲ့မှာပြောနေတဲ့ဆရာကြီးတွေမင်းတို့အဲ့မှာသတင်းစာတွေပါတွေဖတ်ကြည့် မင်းတို့ကမင်းတို့ပြောချင်တာပြောလှုပ်ချင်တာလှုပ်နေတာဒီနေ့ပဲနယူးယောက်တိုင်းမှာမနေ့ရက်တွေကပါနေပြီနယူးယောက်တိုင်းမှာဗမာပြည်ရဲ့စစ်ပွဲတွေဖြစ်လာတာ၄နှစ်လောက်ကြာတဲ့အခါမှာတကယ်အသက်မွေးဝမ်းကြောင်းပညာတတ်တဲ့ professional တွေသူနာပြုတွေတောင်ပြည့်စုံဖြစ်လာပြီဒီဟာတွေကဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်စစ်တပ်အာဏာသိမ်းလို့ဖြစ်ရတာစစ်တပ်အာဏာသိမ်းုံတစ်ခုတည်းနဲ့ပြီးသွားလားဆိုတော့မပြီးဘူးစီရီယန်လှုပ်ထားတဲ့နော်စီရီယန်လှုပ်ထားတဲ့အကျိုးဆက် စစ်တပ်ကလည်းအာဏာသိမ်းတယ်ဒီဘက်ကလည်း CDN လုတ်တယ်လူတွေကဘာဖြစ်လာလဲလဲဆိုတော့ဆရာဝင်လုတ်ပြီးတော့ကိုယ်အသက်မွေးဝမ်းကြောင်းဆရာဝင်လုတ်ပြီးသွားတော့ license အသိမ်းခံရတဲ့လူတွေလို့ဖြစ်သွားတယ်ဒီတော့ဒီတော်လိုင်းရေးမှာဘာတွေကိုပြင်သင့်လဲဘာတွေကိုမပြင်သင့်တယ်လဲဆရာဝင်ဖြစ်တဲ့လူတွေတော်လိုင်းရေးဘက်ကိုသွားရင် သူတို့ကိုလိုအပ်တာပေါ့ဆရာဝင်ဖြစ်တဲ့သူတွေဟာတော်လိုင်းရေးဘက်ကိုသွားရင် သူတို့ကိုလိုအပ်တာပေါ့ပြည်သူတွေကိုစေကူနိုင်တာပေါ့ သူနာပြူတွေအားလဲတော်တဲ့ကိုသွားလို့ရှိရင်တိုင်းရင်းသားပြည်နယ်တွေသွားလို့ရှိရင်စိတ်ကူနိုင်တာပေါ့ဒါပေမဲ့လူတိုင်းကတော်တဲ့မှာနေနိုင်မလားလူတိုင်းကတော်တဲ့မှာနေနိုင်မလားအဲ့ဒီကိစ္စကအရေးကြီးတယ်လူတိုင်းကတော်ခုံနိုင်မလားလူတိုင်းကသနက်ကင်နိုင်မလားဒါမျိုးတွေကိုကိုယ့်ဘက်ကနေပြီးတော့ဘယ်လိုမျိုး ပြင်သာပြုတ်တာဖြစ်အောင်ဒီတော်တန်ရေးမှအားရှိလာအောင်ဘလို့လုပ်မလဲဒါမျိုးတွေတခုမှမပြောဘဲနဲ့ဟာဒီကောင်ပြောလိုက်လို့ရှိရင်ခမားတို့ကိုကျွန်တော်ပြောပြမယ်ညဉ့်ညံ့အောင်ကခမားတို့မနေ့တနေ့ရမှာပြောတာထပ်ပြောဦးမယ်လေးပြူရဲ့အသုံးမကျတဲ့နှင်းစီကချင်းအဲ့ဒါဘယ်ပါဝါ54မှာပါလေးပြူရဲ့အသုံးမကျတဲ့နှင်းစီဆိုတဲ့တချင်း ရိုစီငါကိုကြီးလိုက်စမ်းပါမင်းရဲ့လက်ထဲမောပန်းဆိုပြီးအဲ့တချင်းဖြစ်တယ်ဟာအဲ့ဒီတချင်းကဒေါအောင်ဆန်းစုကြည်ကိုဆတ်ထားတာပြီဆိုဆတ်ထားတာဒေါအောင်ဆန်းစုကြည်ကို တင်စားပါတယ်ဆိုပြီးတော့ပြောလိုက်မိတယ်ဟာဒီ NLD အတိုင်းဝိုင်းနေတော်လန်ရေးအတိုင်းဝိုင်းရလူတွေကငိမ့်ငန်းအောင်ရွာပြင်ပို့တာဘာဖြစ်လို့လဲဘာဖြစ်လို့လဲပြောပြမယ်ဗမာပြည်ရဲ့အတိုင်းဝိုင်းကစစ်တပ်ကိုကြောက်တဲ့လူကမရှိဘူးဗမာပြည်မှာတကယ်ပြဿနာဖြစ်နေတာက ကိုအချင်းချင်းကိုပြန်ကြောက်နေတာငင်းညာအောင်လိုက်ပေးလိုက်လို့ရှိရင် NLD ကိုထောက်ခံတဲ့ကောင်တွေကငါ့ကိုတော့ခေါ်မှာမဟုတ်ဘူးငင်းညာအောင်လိုက်ပေးလိုက်လို့ရှိရင်ငါတို့အစ္စလာမ်ရဲ့အတိုင်းအဝန်ကတော့ငါ့ကိုကြိုက်မှာမဟုတ်ဘူးငင်းညာအောင်လိုက်ပေးလိုက်လို့ရှိရင်ငါတို့ကချင်အတိုင်းအဝန်ကကြိုက်မှာမဟုတ်ဘူးငင်းညာအောင်လိုက်ပေးလိုက်လို့ရှိလို့ရှိရင်ဟိုရခိုင်အတိုင်းအဝန်ကကြိုက်မှာမဟုတ်ဘူးဒီလိုမျိုးနဲ့ခမားတို့ဖြစ်နေတဲ့စိတ်ဓာတ်တွေကိုပြင်ဖို့လိုတာ ရန်သူကို အကုန်လုံးဝသိတယ်စစ်တပ်ကိုအကုန်လုံးဝမုန်းတယ်စစ်တပ်ကိုပုတ်ပုတ်လင်းလင်းပြောရင်ကြောက်တဲ့လူကမရှိသလောက်ပဲခမည်းတော်ကြောက်နေတာကိုအချင်းချင်းကိုကိုပြန်ကြောက်နေတာခမည်းတော်ဟာဒီအတိုင်းဝိုင်းရဒီအတိုင်းဝိုင်းရညနေပြီးတော့ငါ့ကိုကန်ထုတ်လိုက်ရင်ဘလို့ဖြစ်မှာလဲကျွန်တော်တို့အခုဖြက်စီးနေတာဒီတော်လန်ရင်မှာဖြက်စီးနေတယ်ဆိုတာစစ်တပ်ကဖြက်စီးတယ်ဆိုတာနည်းနည်းကိုအတိုင်းဝိုင်းထဲမှာကိုအချင်းချင်း ကြီးရောဘုံမြောက်ဘုတ်ကိုကြီးမြောက်ပြီးတော့ခမားတို့ဒီကိုတော်လိုင်းရဲ့အထဲမှာကိုဟာကိုနော်ကိုတော်လိုင်းရဲ့အထဲထဲမှာကိုဟာကိုပြန်ပြီးတော့ခမားတို့လှိုက်စားနေတာမင်းတို့အခုပြောပြမယ်အေးအေးအာရခိုင်တွေအမစာလာရေးတဲ့စောက်ယူတွေစာလာရေးတဲ့ငါတို့အေးအေးကိုငါတို့ကအလှူငွေပေးတာမင်းရမင်းအလှူငွေမကားလို့မင်းလူကြီးပါပေးလိုက်ရောမင်းအေးအေးရဲ့လုပ်နေတဲ့စစ်စင်ရေးတွေအကုန်လုံးမင်းမဲကျင်တာ အခုဒီတောင်ပိုင်းမှာပြောသလိုမျိုးပြောတဲ့အေအေကတဖွဲ့မှမရှိဘူးမနေ့ကကြောက်ဖြူကိုသိမ်းမယ်ဆိုပြီးတော့မင်းတခါမှကြာဘူးမှမဟုတ်ဘူးငါတို့ကြောက်ဖြူကိုသိမ်းဖို့ကြောက်ဖြူနာကတ်နေပြီလေမင်းကြာဘူးမှမဟုတ်ဘူးပြီးတော့မင်းတို့ဆောက်ယူဖမ်းတဲ့အချိန်မှာဟာငါဆောက်ယူပါဆိုပြီးအောက်မှာစာလာလာပြီးတော့မရင်းနဲ့မင်းတို့ဘဝကိုတနာလို့ပြောပြတာမင်းတို့ ကြည့်ပြီးတော့ยีနေပြီးတော့ပြောပြတာအာလာပြီးတော့ပြောနေအာရခိုင်နေငါတို့ရခိုင်နေကမင်းရမင်းရခိုင်နေအင်္ဂါဂျိုကနေပဲအလှငွေထဲ့ထဲ့မင်းတို့ရခိုင်အေးအေးဘာလုပ်မယ်ဆိုတာမင်းတို့တကောင်းမှမသိဘူးဖွွေလေးလေးပြောရင်ရခိုင်နယ်ပေါင်းနေတဲ့မဟာမိတ်အဖွဲ့တွေတောင်တိုက်တော့မယ်မနဲ့ကြမှာတိတဲ့အဖွဲ့တွေရှိဒီအတိုင်းပဲ KIA လည်းဒီအတိုင်းပဲ MNDAA လည်းဒီအတိုင်းပဲ ။တရားနယ်လေလဲဒီအတိုင်းပဲ။ကရင်ပြည်နယ်မှာဖြစ်နေတာကြတော့ဟာ88မျိုးဆက်တရားလည်းရှိနေတာ哦။88မျိုးဆက်တွေရှိနေတဲ့အခါကြတော့ဟာလှမ်းပြောတယ်ဟောင်ငါတို့ကတော့ခြားတော့မယ်။ဟိုဘက်ကကောင်းလဲဟေးငါတို့ကတော့ခြားတော့မယ်။ဟာဟိုဒီဘက်ကကောင်းလဲငါတို့ကတော့ခြားတော့မယ်။ခြားမယ်ခြားမယ်ခြားမယ်နဲ့စစ်တပ်ကတိသွား။စစ်တပ်ကကြိုဆောင်နေရော။နောက်ဆုံးပွဲကိုကိုနိုင်နေဆိုတော့မှကြည်တွေလက်နက်တွေပို့ပြီးတော့ပုံရတယ်။ထပ်ပြောဦးမယ်နော်။အဲ့ ရန်သူစောင့်နာကိုကြောက်เสียရမလို့ဟုတ်ပြီရန်သူစောင့်လို့ငါတို့နိုင်နေထားအောင်ជីတွေလက်နဲ့တွေရိတ်ခါတွေပို့ပြီးတော့သုံးရအချိန်တွေပို့ပြီးသုံးရជីတွေလက်နဲ့တွေရိတ်ခါတွေအချိန်တွေပို့ပြီးသုံးရတဲ့ဟဲ့ဆိုလို့ရှိရင်ပြည်သူလူထုရဲ့အလှူငွေကပို့ပို့ပြီးတော့ကုန်ကျွန်တော်အခုကြားတာဆိုလို့ရှိရင်ជីစံတထောင်ကဗမာငွေ2000နဲ့3000ကြားတောင်ရှိတယ်ပြောနေတာဒေါ်လာနီးနီးလောက်ရှိနေတာနိုင်ငံရချားမှရှိနေတဲ့လူတွေဒေါ်လာဆိုတာသိအောင်ရှာရတာ 那为了没看见的，往表子路路看见，我表弟说：“你嘞，明朝有来有来，呃，到哪来到哪来。”那时候明朝没人把表么嘞？啊，你刚碰见那时候为了把表嘛，明朝路里嘞有，呃，猴子啊，路沿底下有嘞，碰见你嘞，所以嘞，叫你来叫了没有？有些有不干的来洗啊，无脑来洗啊。 မင်းတို့ဒါပုတ်ပိတ်လင်းလင်းပြောလို့ရှိရင်အခုဖြစ်နေတဲ့ပြဿနာက ရန်သူနဲ့ဖြစ်တဲ့ပြဿနာကနည်းနည်းမင်းတို့ကမင်းတို့မှန်တာအောင်မင်းတို့သိနေခမရတို့မှန်တာအကုန်လုံးခမရတို့သိနေတယ်သိနေလဲဘာဖြစ်လဲဆိုတော့ခမရတို့ကခမရတို့ရဲ့ပတ်ဝန်းကျင်ခမရတို့ရဲ့အတိုင်းဝိုင်းကိုခမရတို့ပြန်ကြောက်နေရတယ်